ားလုံးမင်္ဂလာပါရှင်မြန်မာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့အကြီးကြီးချစ်ခဲ့သည်ဆိုရဲအချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တင်တင်ကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဒီကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ကျမမင်းလေးတွေတန်းစီပေါင်နေတဲ့ လမ်းကလေးတွေကိုမြည်လေချိုးပွေဝင်လိုက်တာနဲ့အိမ်ရဲ့အနံကိုကျမရတယ်။ဟိုးလွန်ခဲ့တဲ့နှစ်30ကျော်ကကျစ်ဆံပြီးနှစ်ဖက်ချထားတယ်။ကောလိပ်ကျောင်းသူဘဝနဲ့ပြန်လာတော့ကလည်းဒီအနံမှာပဲ။လုံခြုံနေထွေးတဲ့အိမ်ရဲ့အနံဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးထင်ပါရဲ့။ပြောင်းလဲသွားတာကတော့ကျမပဲပေါ့။ညနေချင်းဆိုင်မြင်းလေးမှန်းချက်လေးတွေမှာနှစ်ဖူးဆန်စားတွေဖြူဖွေးစပြုတ်နေတဲ့ အသက်50ကျော်မိန်းမတယောက်။အိုးဟိုမှာကျမတို့အိမ်ကိုမြင်ရပြီ။ရေနံရီမဲဝနေတဲ့နှစ်ထပ်အိမ်ကြီးထဲမှာကျမအဖေရဲ့အမေရဲ့မမကြီးရဲ့ရှိတယ်။ဝမ်းနေစရာနေပဲပြန်ပြန်ဝမ်းသာစရာနေပဲပြန်ပြန်အိမ်ကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့များအားရှိလုံးကြုံသွားရတာပါလဲ။မကြီးပင်တရက်ပင်နေကြမှာငိမ့်သက်တိတ်ဆိတ်နေတဲ့အိမ်ရှင်မှာခဏကျမယဉ်နေပြီ။ ဝင်းတကားကိုတွန်းဖွင့်ဝင်လိုက်တာနဲ့ကျမရင်ထဲတတိတိနဲ့ခုံလာတယ်။အမေအမေကိုကျမဘလို့တွေ့ရပါပါလိမ့်။သူအင်မတန်ချစ်တယ်ဆိုရဲအငယ်ဆုံးသမီးကျမကိုအမေဘလို့ဆက်ဆံမှာပါလိမ့်။မမကြီးအင်းရှိတကားနာကနေမမကြီးကိုကျမတူတူခေါ်လိုက်တယ်။မမကြီးကျမကို မျောနေတယ်ထင်ပါရဲ့။ချက်ချင်းမဲအောက်ထပ်အိတ်ခဲထဲကနေထွက်လာတယ်။ အဲ့ဒီအိတ်ကန်ဟာအဖေနဲ့အမေရဲ့အိတ်ကန်။ညီမိုးချုံမှရောက်မယ်ထင်လို့မျက်နှာထားတင်းတင်းစကားပြပြပြောတတ်ပြီးအင်မတန်ပါလှတဲ့နှကန်နဲ့အင်မတန်ပါလှတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်သူ။ကျမရဲ့မမကြီးဟာဘာမှမပြောင်းလဲသလိုပဲ။ကျမမလာဖြစ်တဲ့တစ်နှစ်အတွင်းမှာ ပြောင်းလဲသွားတာကတော့မမကြီးရဲ့ဖွေးဖွေးလှုပ်နေတဲ့စပင်းတွေပဲ။မနေ့ကအဖေနဲ့အမေရဲ့ 89နှစ်ပြည့်မွေးနေ့အလှူမတော်ကမမကြီးရဲ့စပင်တွေတလောက်မဖြူသေးပါဘူးမမကြီးကကျမအထက်ကအဖတ်မတင်တဲ့အမနှစ်ယောက်ရဲ့အထက်အင်းဒီမမကြီးက98နှစ်ရှိပြီပဲ60နာနီးပေါ်ဒါဆိုအကိုကြီးကအသက်60ရှိခဲ့ပြီပေါ့နော်အမေရောမမကြီးဒေါ်လေးတို့အိမ်မှာတို့ညီမတွေငငယ်ဟာတွေကိုတတိယရေထင်မရဲ့ ဖျားပွဲကိုသွားမလို့တဲ့ပိုးလုံးချီရဲ့ဘာတွေထုတ်ဝစ်ပြီးတော့ဇူးထွက်သွားတာပဲကျမရင်နဲ့တမျိုးကြီးခံစားရတယ်ပြီးတော့အဖေကိုချက်ချင်းတတိယလိုက်မိရဲ့အဖေရော မမကြီးဘလို့လဲရင်အလင်းစလုံးမေးလိုက်တဲ့ကျမကို မမကြီးကဘာမှမပြောဘဲအတန်ပြက်နဲ့လာတယ်အဖေနဲ့အမေအိတ်ခန်းလေးကို ရှေ့ကနေဝင်သွားတယ်မြမစီနဲ့ဖျားပန်းနဲ့ ပြီးတော့အဖေရဲ့အမေနဲ့အနှံ့လေးလွှမ်းခြုံထားတဲ့အခန်းတွေကနေကနုတ်ပန်းအခန့်အနယ်တွေနဲ့ဟောင်းနွယ်ရှိကြပြီးခံညာလာတဲ့ကျုံကလေးကြီးပေါ်မှာအဖေအိပ်ပျော်နေရှာတယ်။အဖေနေမကောင်းဘူးလား။ဒူးနာတာကရော။အေးဟုတ်တယ်။ဒူးကတော့ဒီလိုပါပဲအေး။အမေကအဖေကိုလုံးလုံးမမှတ်မိတော့ဘူး။ဘာရဲ့။အိုးတကယ်ပဲလား။မဖြစ်နိုင်လိုက်တာ။ အမေရလားအဖေကိုမမှတ်မိရညီဒီမှာကြာကြာနေနိုင်ရင်တော့ကောင်းပါပြီနေနိုင်ပါတယ်နေလဲနေရမှာပဲမမကြီးကျမအာကိုတိုက်တယ်ဖို့ဟန်ပြင်းလိုက်တဲ့ကျမစကားတွေကို မမကြီးကပယ်တော့မှနားမထောင်ပါဘူးငါအမေကိုသွားခေါ်လိုက်အောင်မေညီအဖေနာကိုစောင့်လိုက်အောင်ပြန်လာမှထမင်းစားကြတာပေါ့အကော်ကြီးတို့အင်ကထမင်းပို့တယ်လာရင်ယူထားလိုက် စကားဆုံးတာနဲ့မမကြီးခန္ဓာကိုယ်ပါပါလေးကအခန်းပြင်ဘက်ကိုလှစ်ခနဲပြောက်ွယ်သွားတယ်။အဖေရဲ့ဂရင်မီးကပလက်ကထိုင်လေးပေါ်မှာကျမခန္ဓာကိုယ်ကို ပုံချလိုက်ပြီးတယ်။မမကြီးကကျမတို့နှစ်ယောက်ကိုကိုတိခွင့်မလွတ်နိုင်သေးဘူးလား။မမကြီးမှတရားမရှိနိုင်သေးဘူးလား။အနှွေးတဲ့အင်ကြီးအိတ်ထောင်တွေကကျမရဲ့ခရီးဆောင်စာအုပ်လေးကိုထုတ်လိုက်တယ်။ဘုရားရင်ကျေးမှုအခြေခံနဲ့ စာအုပ်ရဲ့ပထမမျက်နှာမှာမမကြီးနဲ့အဖေတို့မေတို့ကမုန်းနဲ့ကြမ်းမချက်နေရဲ့လရေဆောင်ဆောင်တွေကိုမြင်ရတယ်။ခြေစနီးခင်ထွေးရဲ့အသက်50ပြည့်မွေးနေတို့တဲ့ဖျားရှင်မခိုးတဲ့ဖျားစာမရတဲ့တရားလည်းမထိုင်ပရီလည်းမစိတ်တဲ့ကျမချစ်နေရဲ့အံ့ဩစရာမွေးနေလက်ဆောင်လွန်ခဲ့တဲ့တပတ်ကကြောက်ရောက်ခဲ့တဲ့90နှစ်ပြည့်ကျမရဲ့မွေးနေမှာ အထီးချန်ချင်းကို ကျမအတွက်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ကျမရဲ့ချစ်လင်းပေါ15ပြီ50ဆင့်ရှိတဲ့အခန်းလေးတစ်ခုခန်းရွံ့ရွံ့ပြိဘောကအနေငယ်နဲ့ကျမနဲ့တချို့လူတွေမုံပြီးတော့သူမျက်နှာကိုကိုွယ်တဲ့စောင်းတည်တော့အပြေနေရာနဲ့ပုံစံမျိုးစုံဆက်လက်ခွတ်တွေအလွန်တပ်ပဲတဲ့ဖျားဆောင်လေးတစ်ခုလည်းရှိတယ်ဒီအခန်းလေးထဲမှာအိမ်တော်တက်အနှစ်30နီးပါ ကျမတို့တွေဖြတ်တန်းခဲ့တယ် ကျမကောလိပ်ကျောင်းသူဘဝတပိုင်းတစနဲ့သူနောက်ကိုခွန်ရလိုက်ခဲ့ကလေးကတဖက်ကကျူးရှင်ပြရင်နဲ့သူလှုပ်ချင်တာတွေကိုလှုပ်ရင် ချိုးတက်မှုတန်းကိုခါးစည်းမခံနိုင်တဲ့ကျမကအိမ်ပြန်လက်ဖြန့်ရင်ဒီခန်းလေးထဲမှာဒင်းသွေးကိုငါတို့ချစ်နေရအောင်မင်းနင်းတို့တာသမီမရစေနဲ့လို့ဆိုရဲမမကြီးစိတ်စားကလေးကျမတို့ကိုထီခဲ့တာကိုစာအုပ်လေးကို ကျမပိတ်လိုက်တယ် သိမသာလေးလူလွန်လိုက်တဲ့အဖေကိုကြည့်ရင်ကျမဝမ်းနေလာတယ်။ကျမဘသူ့ကိုပြောပြရမလဲ။ညာတကောင်ရဲ့စူညံလှောက်ခါနေတယ်။လူခေါ်ကြီးခေါလောက်တန်း။ပြီးတော့ဒစိန်တွေဒစိန်တွေနဲ့အတူကျမရှိကဖြတ်ခနဲ့ပြက်ွယ်သွားပြီးအထီးကြံချင်းကိုကျမအတွက်ထားရခဲ့တယ်။ကျမရဲ့ချင်းလေး။ကျမတိတ်ကြောက်တာပဲအဖေ။သူသားဆိုရင်တော့ကျမကိုပြောဦးမယ်။ မင်းဟာဘယ်တော့မှကြီးပြီမဲ့မိမမဟုတ်ဘူးလို့မောင်စာပြုတ်လာတဲ့ခန်းထဲမှာမီးဖွင့်မှုကျမထားလိုက်တယ်။မီးဖွင့်ပြီးတော့အဖေကလေးနာကိုကျမပြန်လာတော့အဖေရဲ့နိုးနေပြီ။ဒါပေမဲ့အဖေကျမကိုဘာမှမပြောခဲ့ပါဘူး။သူ့မျက်လုံးလေးတွေဟိုဟိုဒီဒီကို လိုက်ချိန်နေတယ်။ပြီးတော့မှညီအမေရောတဲ့။ကျမငယ်ဘဝတစ်ရှောင်းလုံးကြားခဲ့ရတဲ့အဖေရဲ့ရေရွတ်တမ်း ကျမဘာပြောရမလဲအမေလားအဖေကျမစကားထင်နေစေအဖေမျက်နှာဖြတ်ခနေညှိုးနှင်းသွားပြီးတော့မျက်လုံးတွေပြန်မှိတ်ပြန်လိုက်တယ်ခုရင်ဘေးစပွဲလေးပေါ်ကဓပူးလေးတွေကနွားနှုတ်ကိုအဖေတောက်နေစားလက်ဖက်ရည်ပကံများအပတ်လေးတွေကိုကျမငှဲ့ထဲလိုက်တော့စိတ်ချလက်ဖက်ကြရင်လိုက်ပို့ပါမယ်လို့ဆိုလို့ဟောမမကြီးရဲ့အတန်းအမေလာပြီလား အဖေမျက်လုံးလေးကပြန်ပွင့်လာတယ်။ကျမရဲ့နေထဲမှာတထိတ်ထိတ်ပြန်ခုံးလာတယ်။အမေဘလို့ဖြစ်နေမှလဲ။လာပါအမေရဲ့။အခန်းဝါမှာမမကြီးနဲ့အမေရှုပ်တရပေါ်လာတယ်။အမေပရေတွေတော့ပြီးပားပြင်မှာတနခါရီနေ။အမေကကျမကိုစိမ့်စိမ့်ရှိနေတယ်။လမ်းဆန်တွက်ကြမှုတမျိုးပူးကပ်နေတဲ့အသက်60အရွယ်။ကျမရဲ့အမေဟာကျမကိုကြည့်ရတာက အဖေးစီကိုဖြတ်ခနဲလှမ်းကြည့်လိုက်တယ်။ပြီးတော့ကျမငှင်းနှဆနွားနို့ပကံများလေးပေါ်ပေါ်။အိုးအမေတတိယပါစေ။ကျမမျက်စိထဲမှာအဖေးမေးစီအောက်ကလက်ကင်ပွားလေးကိုခံပြီးနွားနို့ပကံများလေးကိုတိုက်နေတဲ့အမေ။အဖေးကိုဒူးကိုအမြဲတမ်းနှိပ်ပေးနေတဲ့အမေ။နေအဖေးရောဆိုရဲအမေရဲ့ပူပန်တဲ့နဲ့ပြာရခတ်တဲ့အမူအရာ။ကျမအမေကိုမျောနေတကြီးနဲ့ကြည့်မိတယ်။ ပြီးတော့နွားနှုတ်ပကံကိုကျမကောက်ကင်လိုက်ရှော့လီအမေအဖေကိုကျမစကားမဆုံးခင်ပါပဲအမေဟာအဖေကိုလက်ညှိုးငေါငေါထိုးလိုက်တယ်ဒီဖိုးကြီးကဘဲကလေသူများအိမ်မှာဘာလာလုပ်နေတာလဲခုတ်ထီလည်းမပြန်သေးဘူးလားမိုးချုပ်လှနေပြီအိုးအမေမျက်စိစုံမိတ်လိုက်တဲ့အဖေမျက်နှာကိုကျမတသက်မမေ့နိုင်တော့ပါဟဲ့ဖိုးကြီးကိုရင်ကိုပြန်လေမိုးချုပ်လာပြီဆို အသားရေတွေကဖြုတ်ဖက်ဖြော်နေ။အဲ့ဟာဘဲကအဖိုးကြီးလေ။ဟင်။မမကြီးကအမေကိုအတင်းဆွဲခေါ်သွားတယ်။အဖိုးကြီးပြန်တော့ဆိုရဲအမေအော်တန်တက်တဲ့ကိုကျမတကယ်ကြားနေရတာပါလား။အမေဟာဖေကိုလုံးလုံးမမှတ်မိတော့ဘူး။ဖြစ်နိုင်ပါမလား။အိမ်တော်သက်အနှစ်90ကျော်တခြားလုံး။အမေဟာဖေကိုဘလောက်မြန်နိုးခဲ့တယ်လဲ။ဘလောက်ယူရခဲ့တယ်လဲ။ညီတို့အမေညီတို့အဖေကို ရိုးရာပုံများကတော့ငါတို့တသက်တွေ့မှုပေါင်းအေးအရေးကြီးနေဆိုတာမျိုးပေါ့ညီတို့အဖေဟာသမီးတို့ဟင်းတို့လက်ဖက်ရည်ကြိုးတို့ကို ကော်ဖီတို့ဆိုတာတွေကပကံများပကံလုံးတွေမှာ ဖြစ်တားလို့သိတော့တာသူရှိမှစားစရာတောက်စရာချထားရင် မစားတတ်တော့ဘူးညီအမေကကောက်ယူပြီးတော့ရှော့ကိုမောင်တန်းစားလီဆိုတော့မှစားတာတခါများညီတို့အမေက ထမင်းပွဲပြင်ပေးခဲ့ပြီးတော့ဧည့်သည်လာလို့ဧည့်သည်နဲ့စကားပြောနေတယ်။တော်တော်လေးကြားသွားတယ်။ဧည့်သည်ပြန်တော့မှထမင်းပွဲစီကိုဝင်လာတော့အမလီတော့မပြောချင်ဘူး။မောင်မင်းကြီးကထမင်းဝိုင်းမှာဒီအတိုင်းငုံတော့ညီမေကစားလို့မပြောသေးလို့တဲ့။တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကျင်းကျင်းနားနားမှုလို့လားမသိပါဘူး။စီးပွားကလည်းဖြစ်လိုက်တာညီမေမထိုက်ကလည်းတော်ပါရဲ့။တန်းထိုက်တစ်ဆန်းဆိုတော့ တနေ့လုံးဟိုးဟိုးကိုချော်ပေါ်ညီးအဖေဒူးမဖြတ်ရရလဲညီးမေကြောင့်ပဲညီးမွေးပီစာလေးပေါ်ညီးအဖေဖြတ်တာမြို့ပြင် တန်လန်းနေစီသွားပြီးတော့ကန်ထရိုက်တွင်းရဖို့ဇလီဖားတော့တွေကိုသွားကြည့်တာလေမြေဝင်လမ်းမှာမကြီးပင်ကြီးတွေကိုလှည့်ပြီးတော့ထေးလုံနေကြတဲ့ညီးအဖေကကားလီနေတယ်လीမောင်းတဲ့လူလည်းရှိပါသေးအဲ့ဒါလွတ်ပါတယ်ဆိုပြီးတော့ကားဖြတ်မောင်းတာတခါတည်းမကြီးပင်ကြီးတပင်က ုက္ခဘုံကိုတည်တည်ကြာတော့တာပဲ။ကာလီဟာတခါတည်းပြားချက်သွားတော့တာပဲ။မောင်းတဲ့လူကတော့ပွေချင်းပြီးပေါ့။ညီအဖေကနောက်ခန်းမှာထိုင်လာတော့လူတော့မသေးဘူး။ကားထဲမှာခြေောက်တည်ညက်နေတာဆွဲထုတ်လို့မရဘူးလေ။အမလေးညီအမေကဘလောက်တတိကောင်းနေမှတ်လေ။ဒီလောက်ချစ်တယ်။ရှောက်ကြနော်။ဦးမောင်တန်းကြီးကမကြီးပင်ပြီလို့ရပြုဆိုပြီးတော့ကြားတော့ငိုလိုက်မြတ်သလား။ညီကိုရင်ဝင်ထဲကချပြီး တင်ဆက်ကိုပြေးတာပဲတင်ဆက်ကရှိသမျှလူခေါ်တင်လုံးမတဲ့ဟာကြီးတွေကိုတွားယူဆိုပြီးတော့အကုန်စီစင်တာဟိုရောက်တော့ညီအဖေကလေပေါ်နေတဲ့ခေါင်းလေးကိုတရမ်းရမ်းနေတဲ့ဟာမထိုက်ငါပြန်လာပေါ့ကွာဘာလို့လိုက်လာတာလဲလို့ပြောသေးတယ်တဲ့တခါတည်းထဆာချင်းဆွဲဖယ်ပြီးမှလူကိုထုတ်ရတာခြေထောက်နှစ်ဖက်စလုံးအယိုးရီကျိုးကုန်တယ်အိုးကိုလိုက်ရတဲ့အမျိုးမရွှေထိုက်တော့ကတော့ လူအားရောငွေအားရောဒါပေမဲ့ဆရာဝန်ကမရဘူးဖြတ်ပြရမယ်ဆိုပြီးတော့ပြောရောပေါ့အဲ့ဒါညီမေကမဖြတ်ပြစေနဲ့ဦးသူစ조사ကြည့်ပြစေဦးဆိုပြီးတော့ဆေးဆရာရှာလာလေနောက်ဆုံးညီအမေရဲ့မြေသားကြောင့်ထင်ပါလေရှမ်းဆရာကြီးတယောက်နဲ့တွေ့ပြီးဆေးဆရာနဲ့အယိုးတွေပြန်ဆက်ပြီးတော့ခြေထောက်မဖြတ်ရတော့ဘူးအဲ့ဒီကလေးကညီအမေညီအဖေခြေထောက်တွေကိုအမြဲနှိပ်ပေးတဲ့အချိန်ဖြစ်သွားတော့တာပဲ ညီအဖေပလက်ကထိုင်းပေါ်မှာထိုင်တာနဲ့ဖေးကနေပြီးနှိပ်ပင်းနေတော့တာပဲတိဆက်အလုပ်တွေကိုလည်းမလုပ်ခိုင်းတော့ဘူးကျမတို့ငယ်ငယ်တုန်းကမမေညမဒေါ်လေးတိုက်ပြောပြတတ်တဲ့အဖေနဲ့အမေကြောင့်ဟာအဲ့ရငွေပုံမြင်နေလို့နားထောင်လို့သိကောင်းခဲ့တာပေါ့ကျမတို့ကြီးတဲ့အထိလေသမီးတွေကြွေးရအောင်မစားဘဲနဲ့အမေကြွေးမှစားတာတဲ့ခဏလေးအမေမမြင်ရတာနဲ့ညီအမေရောလို့မေးတတ်တဲ့အဖေကို ကျမတို့ရဲပွဲဖွဲလို့မဆုံးနိုင်ခဲ့ပါဘူးအဖေနဲ့အမေညာရင်ညနေခွဲပြီးတော့ခရီးသွားတာကိုလေကျမတီးတက်စရွေရဲကနေတခါမှမတွေ့ခဲ့ဘူးပါဘူးအမေတက်ဆက်ကိုသွားတဲ့အချိန်လောက်ပဲခဏခွဲနေတာအကိုကြီးအိမ်အောင်ကြပြီးတော့တက်ဆက်ကိုဦးစိမ့်နိုင်တာနဲ့အဖေနာမှာပဲအချိန်ပြည့်နေတော့တာပလက်ကတိုင်းပေါ်မှာဖေးထိုင်ပြီးတော့ကျမ်းပေါ်မှာအမေကကြုံကြုံကလေးထိုင်လို့ အဖေခြေထောက်တွေကိုနှိပ်ပင်းနေတဲ့မြင်ကွင်းဟာကျမတို့အမြင်နဲ့တွေ့နေစားမြင်ကွင်းပေါ့အိတ်မပြောနိုင်နဲ့ကျမစိတ်ပတိတစ်ချောင်းချောင်းစိတ်ရင်နဲ့ဘင်းညာကိုလှူလှိမ်နေမိတယ်အဖေအိတ်မှပြောရဲလားအဖေနဲ့အမေတကားမှခွဲမအိတ်ဖူးဘူးနော်အထီးကြခြင်းဝေဒနာဆိုတာကိုအမေမသိပါဘူးအမေရေတိတ်ကုန်ဝမ်းနေစရာကောင်းတာအဖေရဲ့ချောင်းစုတန်းကကျမကိုပိုဝမ်းနေလာစေတယ် စိမ့်ချလာတဲ့မျက်ရည်တွေကိုစမလက်နဲ့ပုတ်တုတ်လိုက်တော့စိမ့်ပဒီမာမာမျက်ရည်တွေရောနှောဆူဆူကုန်နေ။နင်းနေတော့တောက်လိုက်ပါဖေရေနော်။အဖေညာကလည်းဘာမှစားတာမဟုတ်ဘူး။နွားတော်လေးနင်းနေလေးတောက်လိုက်ပါ။မနက်လေးနေဆိုကြတဲ့ကစမဘလို့ပဲစူးစားတိုက်တိုက်နွားတော်ပကံကို အဖေခေါင်းရမ်းလို့ကြည်နေတော်ရီ။ဗဇက်ကမမေးပြီမဲ့အဖေမျက်လုံးလေးကအခန်းဝါကိုကြည့်နေတယ်။ ဘလက်ကတိုင်းမကိုပြောင်းထိုင်ရအောင်နော်။ကျမရွှေ့ပြီးမင်းဒါမှအဖေအညောင်းမမိမှာအဖေခေါင်းရနေတဲ့ဈားတွေကပဲကျမအဖေကို ပလက်ကလထိုင်းမကို အသာအရာတွေ့ဖို့ကိုစူးစမ်းနေတော့။ဟေးဖိုကြီးမပြန်သေးဘူးလား။အခန်းဝါကနေရုတ်တရက်ပေါ်လာတဲ့အမေတန်ကြည်ကြဲချောင်းအဖေရောကျမပါလမ်းဖြတ်တုံရင်သွားခဲ့ပါလေ။ပိုးလုံးကြီးအစိမ့်တွန်တွန်ဖြူညင်းကြီးပုံမှာကိုကြကြနနချုံထားတဲ့အမေက အဖေကိုကြည့်နေတယ်။အဖေကတော့အမေကို မချစ်ပါဘူး။အဖေကိုပလက်ကထမ်းပေါ်တွင်းချပြီးတော့ထိုင်ခိုင်းလိုက်တာနဲ့အခန်းထဲကိုဖြုတ်ဖြုတ်ဖျက်ဖျက်နဲ့ဝင်လာတယ်။ပြီးတော့အဖေဘေးနားကကျမ်းပေါ်မှာထိုင်ချလိုက်တယ်။ပြီးတော့အဖေခြေထောက်တွေကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအိုးအမေကျမရဲ့ဝမ်းသာအားရတာနဲ့အတူအဖေရဲ့မျက်နှာကြည်လင်သွားပုံဟာလေမယုံနိုင်လောက်အောင်ပါပဲ။ဒါပေမဲ့အမေရလေး ဒီဖိုးကြီးကတို့ရင်ကိုဘာလို့လာနေရလဲသူမအိမ်ရှိဘူးလားမြ мян ပြန်လွတ်လိုက်စမ်းဘေကအဖိုးကြီးလေအမေပါဇက်ကပြောချင်တာတွေတွင်တွင်ပြောပြီးတော့အဖေခြေထောက်တွေကိုဖြည်းဖြည်းချင်းတယူတရနှိပ်ပင်းနေတဲ့အမေကို မကြည့်ချင်တော့ပါဘူးအမေခန်းထဲကပြန်ထွက်သွားတာနဲ့ဂရင်မောင်ကစားချင်အောင်ထူထူအောက်ကို အဖေပြန်ဝင်သွားခဲ့တယ်ဘာမှလည်းကြွေးလို့မရဘူးနေနေလောက်ကြတော့ အဖေကိုနွားနုံနဲ့မုံလေးကျွေးဖို့ကျမနဲ့မမကြီးကစူးစမ်းရပြန်နေအဖေကတော့ခေါင်းရမ်းမြဲပါပဲအပေါ်ပါသွားပြီတာနဲ့ခြံအောက်ကိုပဲပြန်ဝင်ဖို့လုပ်တော့တာပလက်ကလထိုင်းပေါ်ကိုရွှေ့လို့အဖေပလက်ကလထိုင်းပေါ်ကိုရောက်တာနဲ့အမေရဲ့လေးဖြုံးဆိုပေါက်ချလာပြီဒီအဖိုးကြီးကမပြန်သေးဘူးလားဘဲကလေဒီအဖိုးကြီးနဲ့ဗဇက်ကဘာရီပြောပြော အမေကအဖေကိုပလက်ကလထိုင်းပြီးမှထိုင်ပြီးတော့ ယွယွရရနှိမ်နေပါပြီအမေရေမမကြီးကမျက်ရည်ကျနေတယ်မျက်နေကျတော့လေဆလောင်လေးကမထွက်တော့တဲ့အဖေကိုကျမစွချော့မော်ပြီးတော့အပြင်ကိုခေါ်ထုတ်ရပြန်တယ်အဖေငွားနော်လေးတောက်ပြီးမှပြန်ိပ်ပါဒီမှာခဏလေးနေလိုက်ပါဦးအဖေကောင်းကိုရမ်းပြီးတော့ကျမကိုတနာစရာခြေခွေစရာအကြည့်နဲ့မော်ကြည့်တယ်ပြီးတော့မှတူတူလေး ညီအမေမင်းအဖေကိုနှိမ်နေမယ်တဲ့။အိုးကျမရုတ်တရက်ဘာမှပြန်မပြောနိုင်အောင်စိတ်ထိခါရတယ်။အေးဆဆအဖေလက်တွေကိုကျမချစ်ချင်နာနာကင်ထားလိုက်တော့မှပဲ။အမေရဲ့လေးမိတိုက်ကလေးတိတ်ညစ်တာပဲ။တော်ပြီထီကောင်မနဲ့တော့မကစားဘူး။ဒေါ်လေးတိုက်တော့အင်းကနေအပြန်အကြီးအကျယ်အော်ဟစ်တောင်းကြလာတဲ့အမေကအဖေအခန်းဝစီကိုတော့တန်တန်မမှန်လာတယ်။ ပလက်ကလက်ထိုင်းစီကိုလည်းတက်တက်မှမှန်ပြီးတော့အဖေခြေောက်တွေကိုလည်းတယုတ်တရားနဲ့ဒါပေမဲ့အဖေကိုစူးစူးကြည့်ကြည့်ပြီးဟဲ့အဖိုးကြီးသူများအိမ်ကို အားမနာဘူးလားမရှက်ဘူးလားပြန်မာတော့လားကိုယ့်အိမ်ကိုမပြန်ရင်လေမပြန်ရင်အမေကနှိမ့်နေတာကိုရက်ပြီးခဏစဉ်းစားတယ်ပြီးတော့မှအားရပါးရဆက်နေရင်းနဲ့ရိုက်ထုတ်မယ်ရိုက်ထုတ်မယ်လေဟိအမေကလည်းတော့ မမကြီးနဲ့ကျမကစိတ်ထိခိုက်ညှို့ပေမဲ့အဖေဟာဒီတခါတော့ထူးထူးထန်ဆန်းမျက်နာမလွဲပဲနဲ့အမေကိုစိုက်ကြည့်နေခဲ့တယ်။ဒါပေမဲ့အဖေရဲ့မျက်နာကတော့ချိတ်ခွဲစရာအကောင်းဆုံးဝမ်းနည်းစရာအကောင်းဆုံးမျက်နာအဲ့ဒီညမှာပဲအဖေဆုံးသွားရှာပါလေ။ပရင်းမောက်ကဝင်းတဲ့လေးအချိန်နဲ့တပြက်ပြက်လွင့်နေတဲ့စားချနာကိုဇမနဲ့မမကြီးမွေရအောင်မှာတက်တက်ရရဖေးလိုက်ကြတယ်။ ပလက်ကလထိုင်ကိုလည်းဤသားတကြခတိမေကစပွဲပေါ်လေးမှလေးနွားတို့တပူးနဲ့ပကံများလေးကို အဖေရှိတုန်းကလိုပဲတင်းတင်းတက်တက်ချထားပါလေငါ့ကိုဘာဖြစ်လို့မိတိုက်တို့ရင်ကိုအိတ်ခိုင်းရတာလဲပြောစမ်းပါဟဲ့ဟောအမေပြန်လာပြီအမေပြန်လာရှာပြီမမကြီးကမျက်ရည်တွေကိုကြပြကြရတုတ်တယ်အမေကိုခေါ်လာတဲ့အကိုကြီးရဲ့အမေကလည်းပြာဆိုရင်စိတ်မကောင်းတဲ့ကိုကြားရတယ် သူများ ਈ မှာအပြိုရွေလီညာသွားအိတ်လို့မကောင်းဘူးဆိုတာနင်းတို့မသိဘူးလားငါတစမ်းမှအိတ်မပြောဘူးဒီညညသာဆက်အိတ်ရရင်မိတိုက်တော့အိမ်ကိုမိအရှုံပဲဟိကျမနဲ့မမကြီးအခန်းကြီးကနေမြင်မြန်ထွက်လိုက်ကြတယ်အဲကန်းထဲမှာအမေကဆွဲထားတဲ့အကွန်ကြီးရဲ့လက်တွေကိုယုံဖယ်လို့ဒီမှာထိုင်ရအောင်လေအမေအမေကခေါင်းကိုတွတ်တွတ်ခါရရင်နဲ့ကျမနဲ့မမကြီးကိုလှမ်းကြည့်တယ်ပြီးတော့ကျမတို့နှစ်ယောက်သားကဖြတ်ပြီးတော့ အိတ်ခန်းစီကိုတတ်တတ်မှန်မှန်အမေကျမလှုပ်ခနဲခေါ်လိုက်ရင်အမေနောက်ကိုမြင်မြန်လိုက်ခဲ့တယ်အမေကခိုင်းဝါမှာရပ်ပြီးတော့ဂရေကိုငေးကြည့်နေတယ်ပြီးတော့အခန်းထဲကိုဖြည်းဖြည်းချင်းဝင်သွားတဲ့အမေကိုနောက်ကနေကျမတို့မောင်နှမတို့ရောက်အသက်မရှူဘဲနဲ့ကြည့်နေမိကြတယ်အမေကဂရင်ကိုတပတ်ပတ်လိုက်တယ်ပြီးတော့ဘလက်ကထိုင်းလေးနဲ့လက်ကိုထိကြည့်တယ်ပြီးတော့ခန်းထဲကိုလှည့်ပတ်ကြည့်ရင် ဖယားစင်စပွဲပုံထောင်းထားတဲ့အဖေရဲ့ဓာတ်ပုံကိုမြင်တော့ဟာဟာပပက်ရေချလိုက်တယ်။အမေကလည်းဗျာအကိုကြီးကအသက်ပြင်းတစ်ချက်ကိုချလို့ခရင်မေးကပလက်ကလထိုင်းပေါ်မှာခြေပြင်းလက်ပြင်းထိုင်ချလိုက်တယ်။အဖေရဲ့ဓာတ်ပုံကိုကြည့်နေတဲ့အမေဟာဒီဘက်လှဲလိုက်တာနဲ့ပလက်ကလထိုင်းပေါ်ကအကိုကြီးကိုလည်းမြင်ရောအံ့ဩသလိုမျက်နှာပြောင်းနေသွားရင်ပလက်ကတိုင်းဘေးကိုခြိုက်ရင်ချက်ချင်းရောက်လာတော့တာ။ ပြီးတော့ကြုံကြုံကလေးနဲ့အကိုကြီးရဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းတယုတ်တရာနှိပ်တော်တာပဲခင်တွေးတမီအဖေအရာစီကိုလှမ်းလိုက်တဲ့ကျမတကူတော့တုံ့လုံသွားခဲ့တယ်အမေနနလင်းစားမောင်ကြီးအလင်းရောင်အောင်မအမေရဲ့လီခြေနောင်ဘေးမှာရက်လို့အမေမနှိုးခင်အဖေအရာကို နေသားတကြဖြစ်အောင်လို့ကျမအစောကြီးထလာခဲ့တာခဏလေးမှတင်းငိန်ခန့်ညားစွာနဲ့ ဆုံးရင်ပူပန်ကြီးတက်တဲ့အမှုရနဲ့ရက်နေတဲ့အမေဟာကျမတို့ရဲ့အရင်ကအမေပဲလား။တမီးကျမနားကြမလဲပါဘူးနော်။အမေနာကိုတိုးကပ်ရင်းနဲ့အမေလက်တွေကိုဝမ်းသာအားရနဲ့ကျမစွန့်ယူလိုက်မိတယ်။အိုးအမေလက်တွေအေးဆန်နေတာပဲ။ဖေဆန်းမှာအမေကသူ့လက်တွေကိုပြန်စွန့်ယူရင်းနဲ့အရင်စလိုနိုင်လာတဲ့ဟိုတုန်းကအမေလေးတန်းနေ။ညီဖေရောဟမ် ညီဖေဘမလေးညီဖေဘရောက်သွားလေဖះဖះကျမဘာပြောရမလဲအမေလေးကျမလက်တွေကိုဆွဲခါလှုပ်ရမ်းနေတယ်ပြောလေညီအဖေရောလို့ဆိုအဖေရှိပါတယ်ဘမလေးရှိပါတယ်အိုးမရှိပါဘူးငါအာယုံတက်ကလေးကညီတို့မနှိုးခင်ထဲကလိုက်ရှာနေတာတဲအိမ်လုံးနှံ့နေပြီပြောစမ်းပါကြီးဘမလေးညီတို့ဘဲကိုပို့ထားကြတာလေမပို့ပါဘူးအမေရဲ့ မျက်ရည်တွေလိမ့်စင်းချလာတဲ့ကျမကိုအမေကစိတ်မရှိသလိုတွန်းလိုက်ပြီးအမေခန္ဓာကိုယ်လေးဟာဂရေမောင်ကိုအဝိပျော်လေးတစ်ခုလုံးပုံချသွားခဲ့တယ်။အမေတင်ထားတဲ့ဇာချနာအောက်ကနေအိယာရဲ့ဘဲဘဲချမ်းမုံမှာ ခွေခွေနေအမေမျက်နာကအစမတန်းအုံမင်းနွမ်းနေနေပြီးအမေမျက်လုံးမှာဒေါသနဲ့စိုးရိမ်တော်ကားတွေအမေစီမှာပူကန်နေတဲ့လန်းဆန်တက်ကြွမှုမျိုးကဖေးကိုလျှောက်သွားလေအတန်ရှင်ရတော့ ငါတို့ကိုခွဲမထားကြပါနဲ့ဤအမေရဲ့တောင်းပန်ညီညူတဲ့ဟာ ကျမကိုနာကျင်စေပါတယ်။ရှင်ငွေကွဲရတဲ့ဒုက္ခကိုညီတို့မသိပါဘူး။အိုးအမေကျမမသိဘဲနဲ့ရှိပါမလား။ကျမခံစားနေရတာပဲအမေ။အမေလို့ကျမပောက်ကွဲရပါစေတော့။အမေနားထောင်ပါ။တဖက်ကိုစောင်းသွားတဲ့အမေရဲ့လက်တွေကို ကျမဆွဲယူလိုက်တဲ့အခါအမေဟာအသက်မရှိတော့ပါဘူး။